မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလမီတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံအပိုချိန်တွေကတော့နေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ25ဒီဂရီဆယ်ဆီယက်89ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်။အာကောင်နဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်းထားတဲ့အာကောင်နဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်းထားအခြေအနေ ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အနောက်အလဲပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောင်နဲ့စိုက်ကလုံးမွန်တိုင်းမွန်ထားဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျခဲ့ပြီးအိန္ဒိယနိုင်ငံအင်တာပရာတစ်ကန်ဂျီကိုကာကီနာဒာမြို့တောင်ဘက်မှာဖျက်ကျော်လျက်ရှိပါတယ်။နောက်၁၈နာရီအတွင်းခမန်းချန်အစောပိုင်းအာကောင်နဲ့စိုက်ကလုံးမွန်တိုင်းမွန်ထားဟာအနောက်မြောက်ဘက်သို့ရွှေ့လျနိုင်ပြီးနောက်၆နာရီအတွင်းစိုက်ကလုံးမွန်တိုင်းမွန်ထားဖြစ်တော်လကောင်း နောက်ဆက်နှနာရဲ့တွင် မုံတိုင်းငယ်ဖြစ်တော့လကောင်တဖြည်းဖြည်းအာရုံသွားမယ်လို့ခံမရပါရင်သတိပိန်းနိုဆော်ချန်အဆိုပါအကောင်နဲ့ဆိုင်ကလုံးမုံတိုင်းမွန်ထားရဲ့အရှင်ကြောင့်မြဝကျွန်းပေါ်ရက်ခိုင်ကန်ရိုတန်းတချောင်းနဲ့ကန်လွပင်လေပြင်းတို့မှာတခါတရံမိုးသက်လေးပြင်းများချက်ရောက်ပြီးလှိုင်းသင်တန်မှလှိုင်းချနိုင်ပါရင်မိုးသက်လေးပြင်းချစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါရင်လိုင်းမြမမြဝကျွန်းပေါ် ရခိုင်ကံရဲနှောင်းနဲ့ကဲလွပင်လေးပြင်းတို့မှာ ခုနှစ်ပေမှကိုဗေကန်ရှိနိုင်ပါတယ်။ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလဝတဂျိုတို့မှာဖန်ရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်ရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတဲ့အနေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်တို့မှာတင့်တတမတင်ညွတ်ထနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတခြားမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီကျခြင်းစတဲ့မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်အနေငယ်မှာတိတ်အထင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာမြို့ဝကျုံပေါ်ရခိုင်ကန်ယူနန်တခြားနယ်ကဲလွတ်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများဆက်ရောက်ပြီးလှိုင်းသက်ကြမှာလှိုင်းချနိုင်ပါတယ်။မိုးသက်လေပြင်းကြစေ ရေပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင်မောင်းမြို့ဝကျွန်းပေါ်ရခိုင်ကဲရိုးတဲ့တစ်ချောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့မှာခုနှစ်ပေမှကိုဗစ်ကန်ရှိနိုင်ပါတယ်။ကျင်းမြမပင်လေပြင်းမှာလှိုင်းအတင်တင်ရှိပါမယ်လှိုင်းမြင်မောင်းမော်ဒမာကွေမော်ဒနင်းသားရဲ့ကဲရန်တစ်ချောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခမ်းမန်းချက်များအနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာနှံပြ အေယာရီတိုင်းဒေသကြီးမှာ နေရာစစ်စိမ်ရန်ကုန်တိုင်းဒေသကြီးမှာနေရာကျကျနဲ့ရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြောင်မုတ်ထစ်ကျုံရှာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာတိမ်အင့်အင့်ဖြစ်ထွန်းပါမယ်နေပြည်တော်နဲ့နေတော်အတွက်ဒီကနေ့ညနေထိမိုးလွယ်သားအခြေအနေခံမှန်းချက်မှာ နေရာကွက်ကြားမုန်တစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တော်ဒီကနေ့ညနေတည်းမိုးလဝတအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမုန်ထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နေတဝိုက်တော်ဒီကနေ့ညနေတည်းမိုးလဝတအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမုန်ထစ်ချုံရွာနိုင်ပါတယ် အပြင်ဆုံးမူချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲမှာနေရာဆစ်ဆိတ်မှုထစ်ချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္ထုတရေများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။